ံကျော်ရံတော်လေးဘင်းနောက်ကမှာတော့ရံနေတဲ့ကျော်လေးဘင်းနောက်ကမှာကျော်ဘုရားသခင်ဒီကောင်ကသာပေါ့ကနေဘုရားကျော်ဒီအောင်မှာဘုရားကျမ်းစာရဲ့ဒီကောင်မှာအမှားစကားပြောကြခြင်းဖြစ်ပါလိမ့်ရှင်။အမှားစကားပြောကြပြီးပါရင်ကျမ်းပြည်နယ်ကိုပြီးထုတ်ဦးအောင်အောင်အားရိုသေလေးစားစွာဖိတ်ကြားအပ်ပါလိမ့်ရှင်။အားလုံးမင်္ဂလာပါ။ကြည်ကြည်လေးစားပါတဲ့ ဟိုတိုင်းသားညီကိုမောင်နှမများဒီခန္ဓာကိုတက်ရောက်လာကြတဲ့တိုင်းသားစာပင်နဲ့ယဉ်ကျေးမှုအဖွဲ့အစည်းကြီးမှတောင်ရှိပုဂ္ဂိုလ်များဖိတ်ကြားထားတဲ့ဧည့်သည်တော်များနဲ့အခုခန္ဓာကိုတက်ရောက်လာကြတဲ့မိဘပြည်သူများ အားလုံးစိတ်ကြီးချမ်းသာခြင်းကိုယ်ကြီးကြမှာခြင်းနဲ့ပြည့်စုံပြီးတော့မှမင်္ဂလာပေါင်းနဲ့ပြည့်စုံနေမှာဒီကြောင့်ဥစွာစုတောင်းမြတ်တာပို့တာအပ်ပါတယ် ိုတိုင်းသားတွေရဲ့လေးစားကုန်ပွဲအားဖြစ်တဲ့နေထွက်လအဝင် နေမင်းလာမင်းဆိုရာတပေါင်းလာပြင်းနေမှာ မွေးဖွားခဲ့တဲ့ဒုရိယဆန္ဒမင်းဒီပိုးလူမျိုးတို့အတွက်တောက်ပါတဲ့ခေတ်ကာလကိုဖန်တီးပေးခဲ့တဲ့အတွက်ဒီကျေးဇူးတရားကို အောက်မေ့တန်တာခြင်းတတိယချင်းအပြင်ဒုတိယဆန္ဒမင်းရဲ့မွေးနေ့ဖြစ်တဲ့ ဒီနေ့တပေါင်းလာပြင်းတွေကိုပို့အမျိုးသားနေဖြစ်တတ်မှတ်ပြီးတော့မှနှစ်စဉ်အခမ်းအနားတွေကျင်းပခဲ့တာဆိုလို့ရှိရင်ခုဆိုရင်86နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်ပြည်တော်စုသမရမြန်မာနိုင်ငံအတွင်းမှာတိုင်းသားလူမျိုးပေါင်းစုံတရားကြုံနေထိုင်လျက်ရှိပြီးတော့မှကျွန်တော်တို့ရှမ်းပြည်နယ်မှာမျိုးနွယ်စု33စုပြည်တည်နေခိုင် ပြီးတော့မှတိုင်းသားမျိုးနွယ်စုလိုက်မိမိတို့ရဲ့ရိုးရာဓလေ့ထုံးစံ ရိုးရာယဉ်ကျေးမှုဝစားဆင်မှုစတဲ့ယဉ်ကျေးမှုများကိုကိုစီကိုစီထားရှိပြီးတော့မှထိန်းသိမ်းလျက်ရှိပါတယ်ဒီလိုထားရှိဆောင်ရွက်ခဲ့တာဆိုလို့ရှိရင်ရှင်းနေပေါင်းများစွာကြရပါ့မယ်ထားရှိပြီးတော့မှတိုင်းသာ ချင်းချင်းဒီလဲအေးတူပူမြအတူတကွနေထိုင်ပြီးတော့မှဒေတာရင်းချာမောင်နှမရင်းချာများကဲ့သို့နေထိုင်လဲခဲ့တာနေထိုင်ခဲ့ကြတဲ့တိုင်းသာမျိုးနွယ်စုများပဲဖြစ်ပါတယ် နိုင်ငံသားမျိုးနွယ်စုများအနေနဲ့လည်းမိမတို့မျိုးနွယ်စုလိုက် နေတူးနေမြတ်တွေဖြစ်တဲ့အမျိုးသားနေနှစ်တူကူပွဲတော်ခန္ဓာတွေကောက်သစ်စားပွဲတော်တွေအစသဖြင့်ပွဲတော်တွေကိုအစဉ်လာမပြတ်ကျင်းပဆောင်ရွက်နေရလဲရှိပါတယ်ကျွန်တော်တို့ပြည်တော်စုကွာပို့တိုင်းသားများဟာအမျိုးဘာသာသာသနာတည်တံ့ထွန်းလင်းစေဖို့အတွက်ဘာသာတရားအလေးထားသူများဖြစ်ကြပြီးတော့မှဆရာတော်တန်ဃာတော်များရဲ့ စုံစုံမှလမ်းညွှန်မှုများကို나ယူမှတ်သားပြီးတော့မှမေတ္တာရင်ခံပြီးယဉ်ကျေးတိမ်မွေ့စွာနေထိုင်ကျင့်ကြံကြတဲ့လူမျိုးများဖြစ်ပါတယ်။စာပေစကားနဲ့ရည်ရွယ်မှုဒေလီထုံးစံနေအမျိုးသားရေးဇယိုက်လက္ခဏာတွေကိုလည်းထိမ့်သိမ့်ဆောက်ရှောက်တဲ့ကောင်းမွန်တဲ့အစဉ်လာကောင်းနေတဲ့ဆောင်ရွက်နေတဲ့လူမျိုးမျိုးဖြစ်တာဆိုလဲဝမ်းမြောက်ဖွယ်ရာတွေ့ရှိရပါတယ်။ပြည်တော်စုဘွားတိုင်းရင်းသားတွေရဲ့စီးလုံးညီညွတ်မှုနဲ့ လူလိုက်ကြိုးပမ်းမှုတမိုင်းမှတ်တိုင်ဖြစ်စိုက်တူခဲ့ကြတဲ့ပင်လုံညီလာခံမှာလဲပို့အမျိုးသားကောင်းဆောင်တွေတက်ရောက်ဆွေးနွေးခဲ့ပြီးတော့မှအတူလက်တွဲဆောင်ရွက်ခဲ့တာလည်းအောင်လေ့လာတွေးရှိရမှာဖြစ်ပါတယ်ပြည်တော်စုသမရမြန်မာနိုင်ငံတော်ဟာတဘာဝရေမြေတောတောင်အလှပတွေနဲ့ပြည်စုံပြီးတော့မှအေဂျန်တာရတဲ့နိုင်ငံတနိုင်ငံဖြစ်ပါတယ်ဒါအပြင်တောတောင်ရှုခင်းနေတဲ့ပြည်내လျက်ရှိတဲ့နိုင်ငံတစ်ခုဖြစ်ပြီးတော့မှ မတူကွဲပြားတဲ့အတိုင်းသားမျိုးနွယ်စုပေါင်းနေထိုင်လက်ရှိပါတယ်သို့တော်လည်းဒီနေထိုင်လက်အတိုင်းသားမျိုးနွယ်စုပေါင်းဟာဆိုလို့ရှိရင်ပြည်တော်စုဘွားအတိုင်းသားညီကိုများဆိုတဲ့စိတ်ဓာတ်နဲ့တူးနဲ့တူယုံကြည်မှု အပြန်လန်လေးစားမှုချစ်ခင်မှုကိုအခြေခံပြီးတော့မှစီလုံးညီညွတ်စွာနဲ့နေထိုင်ခဲ့ကြပြီးတော့မှဒီဆော့ဝီဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း မိမိတို့တအားသ၍ဝိုင်းဝန်းကူညီထိန်းစိမ်းစောင့်ရှောက်ပေးလျက်ရှိတာဖြစ်ပါတယ်။နောက်နာဂကာလတွေမှာလည်းပြည်တော်စုဘွားတိုင်းသားညီကိုများအားလုံးအနေနဲ့ရှမ်းပြည်နယ်ကြီးအေးချမ်းရေးတည်ငြိမ်အေးချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဒီကမှပြည်တော်သူကြီးတည်ငြိမ်အေးချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုနိုင်ငံတော်အချမှတ်ထားတဲ့တိုးတောင်ရေးသုံးပါးနဲ့အညီအတူလက်တွဲပြီးတော့မှရှေ့ဆက်ချီတက်ရှောင်းလွှမ်းကြရမှာဖြစ်ပါတယ်။ ဒီကုန်းချုပ်အနေနဲ့ပို့တိုင်းသားများအနေနဲ့ပြည်တော်စုသမရမြန်မာနိုင်ငံတော်ရဲ့တို့အတော်ဝင် ရေးသွမ်းမှုကိုဥထိပ်ပန်ဆင်လျက်မိမိတို့ရဲ့ရိုးရာယဉ်ကျေးမှုဘာသာစကားဓလေ့ထုံးသားများကိုဖော်ထုတ်ထိမ့်သိမ့်မြင့်တင်ဆောင်ရွက်သွားကြဖို့တိုင်းသားညီကိုမောင်နှမများအချင်းချင်းအပြန်လာနားလည်မှုယုံကြည်မှုဥပပေါင်းဆောင်ရွက်မှုတွေနဲ့ဒီငြိမ်အေးချမ်းပြီးဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ကြီးကိုအတူတကွလက်တွဲချိုးပန်းတည်ဆောက်ကြပါစို့လို့ တိုက်တွန်းနှိုးဆော်ရင်86မြင်းနောက်ပို့ပြိုးသားနေကိုကျိုးစိုးကုမ္ပဏီကြောင်းပြောကြရင်ညီကုန်းချုပ်ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်